အေးချမ်းမောင်မဟုတ်တဲ့မေမြင့်မုံရဲ့တထေးကြီးပရိုဇူဇာချစ်သူပရိသတ်ရဲ့ချစ်ခင်အားပေးခြင်းကိုတခဲနဲ့ရရှိခဲ့ပြီးတော့အပြုံအေးလေးနဲ့ပရိသတ်ရဲ့ရင်ကိုအေးချမ်းသွားစေတဲ့သူကတော့တ িয়োগ ဆောင်မေမြင့်မုံပဲဖြစ်ပါတယ်မေမြင့်မုံကဘန်းတို့သွေးနဲ့အရေးစားတဲ့ MRD for Selan တွေ့ရတဲ့မှာပါဝင်တ িয়োগ ဆောင်ခဲ့တဲ့သူဖြစ်ပြီးတော့အောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။မေမြင့်မောကလည်းရှိမှဆိုရင်တော့ရုပ်ရှင်ဇာတ်ကားကြီးတွေတောင်းလျှောက်ရိုက်ကူးနေရပြီးတော့အနုပညာလောကမှာ ဈေးကွက်ဝင်မင်းသမီးတစ်လက်ဖြစ်လို့နေတာပါ။ဒါအပြင်ဆူရီကလည်းတောင်းလျှောက်ဆိုသလိုရရှိလို့နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစင်ကာပူနိုင်ငံမှာစုသွားယူခဲ့ရပါတယ်။မင်းမြင့်မို့ကမြန်မာနိုင်ငံမှာဒီမှာကပဲနိုင်ငံသားကပေးအပ်တဲ့စုကြီးတွေကိုအထီးပါရရှိပြီးတော့အောင်မြင်လာခဲ့တာဖြစ်ပါတယ်။စင်ကာပူနိုင်ငံကနိုင်ငံအသီးသီးမှာထူးချွန်တဲ့လူငယ်တွေနဲ့အနုပညာရှင်ဝန်ကလူတွေကို Horror Film 2025ပွဲမှာ ဂုံပြူစုချင်းမြင့်ပေးတာဖြစ်ပါတယ်ဒီနေ့အတွက်လည်းမင်းမြို့ကစုချင်းမြင့်ခံခဲ့ရတာပါဒီတစ်ခေါက်ကပထမဆုံးစုမဟုတ်ပဲပြီးခဲ့တဲ့2024ခုနှစ်အတွက်လည်းမင်းမြို့ကစုရရှိခဲ့သေးတာဖြစ်ပါတယ်ဒါကြောင့်တို့စိတ်မနေရောပဲနဲ့ဒီနေ့မှာတော့အရန်ကိုတက်ချွနေခဲ့တာဖြစ်ပါတယ်မင်းမြို့ကအကယ်ဒမီမင်းသမီးတယောက်ဖြစ်နေတာကြောင့် မင်းသားအေးချမ်းမောင်ရဲ့အချက်တွေကိုစော်ကားခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။အေးချမ်းမောင်နဲ့မင်းမြမတို့ကကြော်ညာတွေရုပ်ရှင်တွေအတူတူဆပြီးတော့တွေ့ရိုက်တဲ့ကာလမှာအေးချမ်းမောင်ကမင်းမြမရဲ့ပုံစံကိုသဘောကျတယ်ဆိုပြီးတော့ဝန်ခံခဲ့တယ်လို့မင်းမြမလည်းချက်မိုးထားတဲ့ဇာတ်ကားတွေဒါပြောဆိုခဲ့ရလဲဖြစ်ပါတယ်။ဒီအချိန်ကလေးကအေးချမ်းမောင်နဲ့မင်းမြမတို့ကဆိုရှယ်မီဒီယာနဲ့ IG TikTok တွေမှာအပြန်အလှန် follow လုပ်ခဲ့ပြီးတော့တွင်းနေခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ နောက်ပိုင်းပွဲတစ်ခုမှာတော့မေမြင့်မိုးကအေးချမ်းမောင်ကိုချစ်ချင်မမိုးဆက်ဆံခဲ့ပြီးတော့ပြုံးပြောင်းလုံးဆက်တာတော့မပြူတော့ပါဘူး။အဲဒီနောက်မှာတော့အေးချမ်းမောင်ကအင်တာဗျူးတစ်ခုမှာ သူ့ချစ်တရားဈေးမပေါ်ပါဘူးဆိုပြီးတော့ပြန်လည်ခြေပါခဲ့ပါတယ်။အချစ်ရေးကယောက်ျားလေးရောမိန်းကလေးဘက်မှာပါတာဝန်ရှိပါတယ်။တစ်ဖက်သက်ပဲဖြစ်နေမယ်ဆိုရင်အဲ့ဒီ relationship ကမမြဲဘူး။အေးချမ်းမောင်ကအချစ်ကိုတန်ဖိုးထားပြီးတော့ချစ်ပေးတဲ့သူမျိုးဖြစ်ပေမဲ့ ကိုရမယ်အချက်ခံခြင်းပြီးတော့တပတ်လူကိုပြန်မချစ်ပေးခြင်းနဲ့ချစ်သူမျိုးနဲ့ကြုံခဲ့ရတယ်လို့ပြောခဲ့ပါတယ်။အေဂျင့်မောင်ကတော့သူချစ်ပေးနိုင်သလောက်အထိချစ်ပေးခဲ့တာကြောင့်အချစ်ရေးမှာသူ့ဘက်ကိုယ်ဘက်မစင်စားတဲ့သူကြောင့်သူ့ရဲ့အချစ်ရေးကဈေးမပေါ်ဘူးဆိုတာကိုမီဒီယာရရှိမှပြောခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာရည်စားမရှိတာကြောင့်ရည်စားထက်ထားဖြစ်ရင်သူ့ကိုတံပိုးထားတဲ့သူကရွေးချယ်မယ်လို့ဆိုလာခဲ့ပါတယ်။မင်းမြမောင်ကအချစ်ရေးမှာနှစ်ဦးနှစ်ဖက်စလုံးချစ်နေဖို့လိုတယ်လို့သူ့ရဲ့အနုပညာအပေါ်မှာလည်းတံပိုးထားလေးစားပေးတဲ့သူ ယုံကြည်နားလည်ပေးတဲ့သူတို့ဒါလက်တွဲသွားမယ်လို့ဆိုပါတယ်။တမရဲ့လက်ရှိအခြေအရေကတော့ပရိသတ်တွေအတွက်အာအသင်းစရာ ဖြစ်ပွဲရှိနေပါတယ်။မေမြင့်မုံနဲ့ပတ်သက်ပြီးတော့ပရိသတ်အများစုကတရုတ်ဆောင်အေဂျင့်မောင်နဲ့လိုင်းဖက်ညီလုံးနာကြောင့်သူတို့နှစ်ဦးကိုပဲချက်သူတွေအဖြစ်ကိုထိမှတ်ထားခဲ့ကြတာပါ။ ဒါပေမဲ့မေမြင့်မို့ရွေးချယ်ခဲ့တဲ့ချစ်သူကတာမန်အမျိုးသားတူမဟုတ်ပဲအနုပညာလောကထဲမှာအရှိန်အဝါကြီးမားတဲ့ထုံးလုံးသူတူဖြစ်နေပါတယ်။ဒီသတင်းကိုပထမဆုံးထုတ်ဖော်ပြောလာခဲ့တဲ့သူကတော့ဒါရိုက်တာပြည်ဟင်းတီဟာဖြစ်ပြီးတော့မေမြင့်မို့ရဲ့ချစ်သူကဘိုဘိုအန်တာတိန်မန့်ရဲ့ပိုင်ရှင်ကိုဘိုဆန်းဖြစ်တယ်လို့ဆိုပါတယ်။သူတို့တို့ကလွန်ခဲ့တဲ့နှစ်အနေငယ်လောက်ကတည်းကစတင်တွဲခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ကိုဘိုဆန်းကအနုပညာလောကမှာအင်အားကြီးမားပြီးတော့ လက်ရှိရုံတင်ပြသနေတဲ့ဇာတ်ကောင်တော်တော်များကိုသူရဲ့ထုတ်လို့ရရနေပြီးတော့ရိုက်ကူးနေတဲ့သူလည်းဖြစ်ပါရင်သူဟာလူပြိုကြီးတဦးဖြစ်ပြီးတော့ချမ်းသာကြွယ်ဝတဲ့အတွက်လက်မယကြီးမင်းသားမြင့်မြတ်ကိုတောင်အနုပညာကြီးသိန်းထောင်ချီပေးပြီးတော့ကံလန်းနိုင်တဲ့သူအဖြစ်အနုပညာရှင်တွေကြားမှာအားကျခံရတဲ့သူလည်းဖြစ်ပါရင်ဒီလိုမျိုးအတိုင်းအတာတစ်ခုထိကိုကွာခြားတဲ့ ARG producer နဲ့မင်းမြင့်မို့တွဲမယ်လို့မထင်ထားတာကြောင့်အနုပညာအတိုင်းဝိုင်းကပါအံအားသိနေကြတာလည်းဖြစ် ဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့မေမြင့်မိုးကကိုကိုဆန်းရဲ့ထုတ်လို့ရရိုက်ကူးတဲ့ဇာတ်ကားတွေမှာတည်ဥဆောင်ပြီးတဲ့နောက်ပိုင်းမှာအကယ်ဒမီစုကြီးကိုပါရရှိခဲ့ရလဲဖြစ်ပါတယ်။တချို့ဝေဖန်သူတွေကတော့သူမရဲ့တည်ဥဆောင်မှုတွေကမပြောင်းလဲဘူးလို့မြင်ကြပေမဲ့ဒီလိုအင်အားကြီးမားတဲ့ချစ်သူကိုပိုင်ဆိုင်ထားတာကြောင့်2023ခုနှစ်အတွက်အကယ်ဒမီစုကိုရရှိသွားတယ်ဆိုပြီးတော့လေဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။ ဘိုဘိုဆန်းကိုရိုင်းကလည်းမင်းမျိုးလိုချောမောလာပါတဲ့မင်းသမီးနဲ့ချစ်သူဖြစ်နေတဲ့အကြောင်းကိုအနုပညာလောကသားတွေကိုပုံမှန်လေးလေးပြောပြလေးရှိရလို့လည်းသိရပါတယ်။ဘိုဘိုဆန်းကရုံတင်စကားတော်တော်များများမှနေရာယူထားသလိုဟိုတယ်လုပ်ငန်းတွေမှာပါအောင်မြင်နေတဲ့သူတူဖြစ်ပါတယ်။လုံခဲ့တဲ့ရက်ပိုင်းကထုံးလို့သူကိုရွှေမန်းရဲ့လက်ထက်ပွဲမှာဘိုဘိုဆန်းကမင်္ဂလာပန်းစည်းကိုပါရရှိသွားခဲ့တာကြောင့်မင်းမျိုးနဲ့သူတို့နှစ်ဦးမကြခင်မှာလက်ထက်တော့မလားဆိုပြီးတော့ထင်ကြီးပြီးမှုတွေလည်းထွက်ပေါ်နေပါတယ်။အောင်မြင်တဲ့မင်းသမီး ီမေမြင့်မုံနဲ့အနုပညာလောကရဲ့အင်အားကြီးပရိုဂျူဆာကိုကိုဆန်နုရဲ့အခြေရေးကိုပရိသတ်ဇီရိုအနေနဲ့ဘလို့ထင်မြင်ယူဆပါသလဲ။သူတို့လူဦးလိုက်ဖက်မှုရှိမရှိဆိုတာကိုကောမန့်လေးထဲမှာဝေဖန်ပေးခဲ့ကြပါအောင်ရှင်။